အဲ့တော့ဆရာ chapter 6ဘာကြောင့်တရားမလဲ conic section နော်အဓိက conic section မှာမှာကျတော့ဘာတွေသင်ရမလဲ basic property and equation of cycle and parabola cycle နဲ့ parabola ရဲ့ equation တွေ property တွေကျတော့သင်ရမှာပေါ့နော်ဒီမှာ conic section ၄မျိုးမှာမှာနှစ်မျိုးအရင်သင်ရမှာသဘော cycle နဲ့ parabola သင်ရမှာ ် introduction အနေနဲ့ cornice ဒါမှမဟုတ် cornice ဆင်းဆိုတာဘာလဲပေါ့နော်။ဘာနဲ့ဘာနဲ့လဲဆိုတော့ plane နဲ့ကုန်းနဲ့နော်။ကုန်းပေါ်မှာအတိအကျပြောရင် double right circular ကုန်းလို့ခေါ်တယ်။သူက garage ချုံ garage ချုံမှာနှစ်ခုဒီလိုထိတ်ချုံဒီလိုစုံထားတဲ့ကုန်းဒါကိုကုန်းလို့ခေါ်တာပေါ့နော်။အကုံးဘယ်နှခုလဲနှခုเนาะအဲ့ဒါ double right double right circular ကုံးလုံးခေါ်တယ်အဲ့ဒီကုံးနဲ့ဘာနဲ့ plane နဲ့ဘာဖြစ်ကြလဲ intersect ဖြတ်ကြတဲ့အခါမှာရရှိလာတဲ့ရရှိလာတဲ့ cuff မြင်းကွေးလေးတွေအဲ့ဒါကိုဆရာတော်ဘာလို့ခေါ်လို့သိရင် cornice ဒါမှမဟုတ်လေ cornice section လို့ခေါ်တယ်အဲ့တော့ကုန်းစရာပါလဲသူ့မှာအပိုင်းနှစ်ပိုင်းပါတယ်ခဏပြောလို့ဒါကအပိုင်းနှစ်ပိုင်းပါနော် nap လို့ခေါ်တယ် upper nap နဲ့ lower nap ပေါ့နော်ဒီဘက်ကျရင်အပေါ်က upper nap အောက်က lower nap ပေါ့ဘာမှလက်ဆောင်လို့ဆိုရင် vertex ဆိုတဲ့ဒီထိတ်ဆုံးဘက်မှာလာပြီးတော့လက်ဆောင်ကြအိမ်နှစ်ခုလုံးကိုဆရာတို့စုပြီးတော့ဘာလို့ခေါ်လဲကုန်းလို့ခေါ်တယ် အဓိကဆရာတို့ဒီမှာတင်ရမှာဒီကုံးကဆိုရင်ဆရာတို့ကုံးနဲ့ပလိန်နဲ့အင်တာဆက်ဖြတ်တဲ့အခါမှာရလာတဲ့ကပ်နေတဲ့ဆရာတို့၄မျိုးရမယ်။ဘာရမလဲ။ဆိုင်ကယ်ပုံထွက်မယ်။ elip လို့ပြောရင်ဘဲဥပုံထွက်မယ်။ပါရာဘိုလာလို့ပြောရင်ပါးစောက်ပုံတို့လို့ဂန်းငယ်ပုံတို့လို့ထွက်မယ်။ဒါမှမဟုတ်လေဟိုက်ပါဘိုလာသွားကြပါးစောက်ရောဂန်းငယ်ရောနှစ်ခုလုံးတွဲပြီးတော့ပေါ်တဲ့ပုံနေနဲ့ထွက်အဲအဲ့ဒီလေးခုဆိုတော့ connection လို့ခေါ်တာပေါ့နော်အဲ့တော့ သူကဘယ်လိုထွက်လဲရှားဒီမှာကြည့်လို့ရတယ်ဒါကဂုံဟလားစိမ်းအောင်လေးကဂုံအပြာလေးကပလိန်ပေါ့နော်အခုဆိုတော့ဆရာတို့ဒါဘာဖြစ်နေလို့ဆိုရင်ဘာပုံထွက်နေလဲအဲပါရာဘိုလာပုံလေးထွက်နော်အပါရာဘိုလာပုံလေးထွက်တာကဘလိုအချိန်ဒီမှာထွက်လဲဒီမှာသူပြတာနော်ဒီလိုစောင်းတာပေါ့အကိတ်ဟိုမှာဆရာဆရာတနေ့ရွှေ့လိုက်နော်အော်ခဏလေးဆရာရွှေ့ရင်လည်းဒီဘက်ရောက်အောင်ဟမ် သူကပလဲရင်လက်ရှာရွှေ့လိုက်မှာထားပါတော့အပလဲရင်ရှာတဲ့ရွှေ့လိုက်သဘောအဲဒါဆိုရင်90ပေါ့နော်အဲ့လိုပြောရတယ်ဒါဆိုရင်ရှာပေါ်တော့ပုံပါပုံကြီးလဲဒါပေါ်ကကြည့်ရမှာလေဒီကောနဲ့ကုန်းကိုပလဲင်းကဖြတ်တဲ့အခါမှာဒါပရမပေါ်တာစိုက်ကပုံပေါ်တယ်ဘလို့ဖြစ်ရင်ပေါ်လဲဆိုတော့ဒီပလဲင်းကဒီကုန်းကိုပါပန်ဒီကူလာတောင်းမကြဖြောက်တော့ဒီမှာသူ့ရဲ့အိတ်ဆေးရှိမှာလားဝင်ရိုးရှိမယ်အဲ့ဒီပေါ်ပါပဲမယ် တောက်မကြတင်းနီးပြောရင်ဒီကဘီတာဆိုတဲ့တောက်ကဘလောက်ဒီဂရီဖြစ်လဲ60ဒီဂရီဖြစ်တယ်အဲအဲ့ဒါဆိုရင်ဆရာတော်သူ့မှာပေါ်တဲ့ session က cycle ပုံပေါ်တယ် again မဟုတ်60မဟုတ်ဘူးเนาะဆရာတော်ဘီတာကိုဆရာနည်းနည်းလေးလျှော့လိုက်ရပါတော့ဘလို့လေးလေးဖြစ်သွားပြီဆိုတော့ဒါဆိုရင်အခုဆရာဆွဲရတဲ့ပုံဒါကြတော့ဘာဖြစ်ရပြီလဲဒါကဘာဖြစ်ရလဲ cycle မဟုတ်တော့ဘာဖြစ်ရပြီ elip เนาะเนาะ elip ဒါဒါဆိုတော့ cycle လို့ပြောလို့မရတော့လीအ ီလစ်ပေါ့နော်။သူကကြတော့ဘယ်ဥပုံပြရပြီ။အဲ့တော့အဲ့တော့ဒီပလင်းကဖြတ်တာခဏလို့ပါပန်ဒီကူလာမဟုတ်တော့ဘူးနော်။ဒီအိစင်းနဲ့ပါပန်ဒီကူလာမဟုတ်အနေငယ်စောင်းသွားပြီပေါ့နော်။အနေငယ်စောင်းပြီးတော့ဆရာတို့ဖြတ်လို့ရှိရင်ပေါ်တဲ့ပုံကအီလစ်ပုံနဲ့အဲ့လိုနဲ့ဆရာတို့ထက်ဆောင်။အာထက်ဆောင်တော့ဆရာတို့ဘလာဒီဖြစ်မပင်45ဒီဂရီပေါ့နော်။အဲ့လိုဆိုဆရာတို့ကြည့်လိုက်လို့ရတယ်။သူเป็นเนี่ยล่ะဖြစ်မလဲအခုဆရာပေါ်တော့ပုံစံဒါပါပုံလို့ဆိုရင်ပါရာโบလာပုံလေးဆရာတို့ပုံเนาะ အဲ့ဒီဒီပလိန်ကသူဖြတ်တဲ့စီမှာအပေါ်ကနှက်ကိုဖြန့်ဖြန့်မဖြန့်ရင် အောက်ကအပါနှက်ကိုဖြန့်ဖြန့်တကုတ်ပဲဖြန့်မှာနော်ဒီအခုစချာတော့ပဲဖြတ်လဲသူကဟိုအောက်ကအောက်ကနှက်ကိုပဲသူကဖြတ်သွားတာလေအပေါ်ကောင်ကိုမဖြတ်ဘူးအပေါ်နဲ့ရှားဘာလို့ဆိုရင်သူကပြိုင်နေတာဒီကအနာအဆောင်နဲ့သူနဲ့ဘာဖြစ်နေလဲပြိုင်နေနော်ဥပမာရှားဒီနာဆိုရင်တိတာပြောပြိုင်နေတာပေါ့နော်နည်းနည်းလေးဟောဒါဆိုရင်တိတာပြိုင်နေနော် အဲ့လိုပြိုင်တယ်ပြိုင်တဲ့အတွက်ကြောင့် तू ကအပေါ်ဖြန့်ဖြက်မဖြန့်ရင်အောက်ဖြက်ပါတော့နော်အဲ့တော့ပေါ်တော့ပုံဘာပုံပေါ်တယ်ပါရာဘိုလာပုံပေါ်တယ်အဲ့လိုနဲ့ဆရာကိုထပ်ပြီးဆောင်းလိုက်ဆောင်းတော့ဘယ်လိုဖြက်သွားလဲအာပါနက်ကိုလည်းဖြက်တယ်လိုဝါနက်ကိုလည်းဖြက်သွားရင်ပေါ်တော့ပုံဘာပုံဖြက်သွားပြီလဲဒါပါရာဘိုလာလားဟိုက်ပါဘိုလာလားဟိုက်ပါဘိုလာလို့ခေါ်တယ် तू ကဒီပလိန်ကအပေါ်ကိုလည်းဖြက်တယ်အောက်ကိုလည်းဖြက်တယ်နော်အဲအဲ့လိုဆိုတော့ဆရာကိုဒါဘာပုံလို့ခေါ်လို့ဆိုရင်ဟိုက်ပါဘိုလာလို့ခေါ်တယ် ဲ့လိုမျိုးဒီ၄ခုလုံးမှာဆရာတို့ဘာလို့ခေါ်လိုက်လဲ corner session လို့ခေါ်လိုက်တာဒီ၄ခုလုံးပါတယ်เนาะပြန်ပြောလို့ရှိရင်ဒီကုန်းကိုပလင်းကတောင်းမကြ exit board ကိုတောင်းမကြဖြတ်လို့ရှိရင် cycle ရမယ်နည်းနည်းစောင်းရင် elite ဖြစ်မယ်ပြီးရင်သူ့ဘေးကဒီကုန်းရဲ့အနားဆောင်လေးနဲ့ပလင်းနဲ့ပြန်ပြီးဖြတ်လို့ရှိရင် parabola ပုံရမယ်ပြီးတော့မှပလင်းကိုဆရာတို့ဖြတ်တာအပေါ် net ပြောအောက် net ကိုဖြတ်ပြီးဆရာတို့ဆွဲလာလို့ရှိရင်တော့ဘာပုံရမလဲ hyperbola ပုံရမယ်အဲ့တော့ဒီ၄မျိုးလုံးကြတော့ဆရာတို့ဘာလို့ခေါ်လဲ corner session လို့ခေါ်တယ်အဲ့လိုဆရာတို့သိတာဟုတ်လားဒါကိုဆရာတို့ပုံနေမှာလဲရှင်းတာတဲ့သူရှင်းတာခဏဆရာတို့ပြောလို့ပါပဲအဲ့တော့ cycle သူယင်ပြောတာလေ cycle ဆိုတာဘယ်လိုရလဲကုန်းကိုဘာနဲ့ဖြတ်တယ် plane နဲ့ဖြတ်တယ်ဘယ်လိုဖြတ်ရမှာ do the exit သူရဲ့ဝင်ရိုးနဲ့ဘာဖြစ်နေရမလဲအလဲမှာရှိကုန်းမှာဆရာတို့လို့ဆွဲတဲ့ကုန်းမှာဘာရှိလဲ exit ဝင်ရိုးဒီကောင်လေးကို exit ခေါ်တယ်ဝင်ရိုးရှိတယ်ဒါကဘာလဲ plane ပရောနုကဘာဖြစ်နေလဲတောင်းမကြနေရအဲ့ဒါဆိုရင်ရလာတဲ့ပုံမှာဘာပုံရမလဲ cycle ပုံရမယ် ကန်တဲ့ကြိုက်နေဘယ်နေရာတော့မပါဘူးဗာတက်စ်မှာတော့ဖြတ်တာမယူနဲ့ဘာလို့ဗာတက်စ်မှာဖြတ်ဝင်ရင်သူရဲ့ပုံစိုက်ကင်မရတော့လေအဆက်ကလေးတစ်စက်ပဲရတော့မှာဒါကြောင့်ဗာတက်စ်ကအာလွဲပြီးတော့ကျန်တဲ့နေရာတွေဆရာတို့ဖြတ်လို့ရှိရင်ဒါစိုက်ကင်ပုံရဥမာဆရာတို့ဒီမှာကြည်လိုက်လေဒါဆရာတို့သွားတယ်ဒီနေရာလေးပြောဒီထိတ်ဆုံးနေရာရမလားဒါနည်းနည်းလေးပေါ့နော်ဒါတော့ဆရာနည်းနည်းချိန်ဝင်ရအောင်ဒီနေရာလေးဆိုပါဒါဆိုဒါ vortex ကိုဖြတ်တယ်ဒါဆိုသူကစိုက်ကယ်လို့ပြောလို့မရတော့ပွိုက်ဖြစ်သွားပြီเนาะအဲ vortex မပါဘူးကျန်တဲ့နေရာကြိုက်တယ်လို့ဖြတ်ဒါဘာပုံရလဲ စိုက်ခဲ့ပုံရတယ်အဲ့ဒါကိုကြောက်သိရနောက်တစ်ခုကပါလဲအာကတ်တင်ပလိန်ဖြတ်တဲ့ဥစ္စာဘာဘလိုလေးလောက်လိုက်တီးဆိုဆောင်းလိုက်တာဘလောက်ပဲဆောင်းမလဲနည်းနည်းလေးပဲဆောင်းလိုက်ဒါမဲ့ကန့်သက်ကြတော့ရှိတယ်နော်ဘလိုပြအောင်ပဲဆောင်းမလဲ nap တခုခုပဲဖြတ်တဲ့ပုံစံပြအောင်ဆောင်းနော်ဟောဖြတ်လို့အပါနဲ့ဖြတ်ပြန်ပြန်လိုအပ်နဲ့ကိုဖြတ်မှာပေါ့အဲ့ဒါဆိုတော့သူ့ပုံကဘာပုံရလဲ e lip ကိုရရခနာပေါ်နေဘလောက်စားလိုက်နည်းနည်းလေးစားလိုက်ဆာနည်းနည်းလေးစားလိုက်ဒါဆိုပါပုံရလေ e lip ပုံတိတ်မတိတာရင်နည်းနည်းလေးဆက်စားလိုက်နော်ဒါအရင်ညာပါပြီနော်ဒီလောက်ပေါ့နော်ဒါဆိုပါပုံရလေ e lip ပုံလေးစားလို့ရနော်ဟုတ်မနော်ဟုတ်ပြီထပ်ပြီးပါလို့နည်းနည်းစားရနေထပ်ဆောင်ဘလို့ပြအောင်စားကုန်းရဲ့မျက်နှာပြင်ရဲ့ line နဲ့ပါပြအောင်စားပြန်အောင်စားဝိုင်းရင် ပြီးရင်သူ့ရဲ့ဖြတ်တဲ့ intersection point ကလည်းဘာနံပါတ်သူ့ပဲဖြတ်မှာလဲနတ်တစ်ခုပဲဖြတ်မှာเนาะအာဘာနတ်ကိုဖြတ်ပြတကယ်လဲနတ်နတ်တစ်ခုလုံးဖြတ်ဖို့တော့မဖြစ်နိုင်ဘူးသူက parallel ဖြစ်လို့ရှိရင်အာဘာနတ်ကိုဖြတ်ပြန်ဖြတ်လူဝါနတ်ကိုဖြတ်လို့ရှိရင်ရလာမယ်သူ့ရဲ့ connection လေးကဘာပုံရမှာလဲ parabola ပုံလေးရမှာခဏစားတော့ပြောလို့ပေါ့เนาะသူ့နည်းနည်းလေးစောင်းလိုက်နော်ဒါဒီလိုလေးစောင်းလိုက်ရပါတော့အဲဒါတော့ဇာတ်ကြည့်လို့ရှိရင်သူကဘာပြောသူ့ရဲ့ cutting plane လေးကဒီကကောင်းရဲ့ survey of the line နဲ့ဘာဖြစ်နေလဲ ပြိုင်နေတယ်ပြိုင်နေဆရာတို့ကအောက်ကလိုဟာနှုတ်ကိုဖြတ်ရင်ရတဲ့ပုံကလည်းပါရာဘိုလာပဲအကဲရဲ့အာပါနှုတ်ကိုဖြတ်ရင်လည်းပါရာဘိုလာပုံပဲဆရာတို့ရလဲနော်သူကနှစ်ခုလုံးဖြတ်တာတော့ဘယ်လိုမှမဖြစ်နိုင်ဘူးနော်နောက်ဆုံးပုံနောက်ဆုံးပုံကျတော့ဒီပလင်းကဘယ်လိုဖြတ်သွားပြီထပ်ဆောင်လိုက်တဲ့အခါမှာနှစ်နှစ်ခုလုံးဖြတ်သွားခဲ့ပြီဆိုရင်ဒါမဲ့ခုမှလည်းကန့်သက်ချက်ပါတယ်နော် vertex ပါလား ဘာဒက်ကိုပြပါလို့မရဘူးဘာဒက်ကိုတော့ဖြတ်တာမပါဘူးအဲ့ဒါဆိုရလာတဲ့ပုံမှာဘာပုံရမလဲဟိုက်ပါဘူလာပုံလို့ခေါ်တယ်ဆိုလိုချင်တာသူ့ထပ်ပြီးပါလို့မယ်စောင်းလိုက်တယ်ဒါစောင်းလိုက်စီမှာဒါဆိုဘာဖြစ်ပါပြီအပေါ်ကနပ်ကူလည်းဖြတ်တယ်အောက်ကနပ်ကူလည်းဖြတ်တယ်နော်ဒါမဲ့ဆရာတော့ဘာဒက်ကိုဖြတ်တဲ့အမှတ်ကိုတော့မယူဘူးလို့ပြောတာဘာဒက်ကိုဖြတ်ရင်ဒီနားလေးတော့သူမယူဘူးပေါ့နော်ပြောချင်တာဒီနားလေးဆိုဆရာတော့ဟိုက်ပါဘူလာမဟုတ်တော့ဒီလိုမြင်းပြောက်ပြီးဖြစ်သွားတော့မို့လို့နော်အဲ့တော့ဘာဒက်ကိုဖြတ်တာမယူနဲ့ကျန်တဲ့နေရာတွေအားလုံးကသူပါပုံလို့ခေါ်လဲ ဒါလို့အပေါ်ရောအောက်ရောနှစ်ခုတခါလဲတွဲပြီးရတော့ပုံဘာပုံလို့ခေါ်လို့ဆိုရင် hyper polar ပုံလို့ခေါ်တယ်။အဲဒီလေးပုံလုံးမှာရှားတော့ပေါင်းပြီးတော့ဘာလို့ခေါ်လဲဆိုရင် conic section လို့ခေါ်လိုက်တယ်နော်။ရမနော်။ကြွရအောင်။ဟုတ်ပြီ။အဲ့ဒီမှာ तू ကရှားတော့ပရမဘာကြောင့် तू ပြောမလဲမပြောခင်မှာ conic section ရဲ့ equation ဒီခဏကပြောတဲ့လေးပုံလုံးတော့နော် လေးဘောလုံးတွေ corner section equation ကိုကြာတော့အရင်ပြောမယ်။ဒါဒီ corner section လေးခုစလုံးပြည့်လည်စေတဲ့ equation ပဲ။ဒါသူရဲ့ general equation ပါနော်။တစ်ခါတော့ဖတ်ကြည့်ပါ a square plus c1 square plus d x plus e y plus f equal to 0အဲ့ဒါကိုဘာလို့ခေါ်လဲ corner section အားလုံးရဲ့ equation နော်ခဏပြောတဲ့ cycle ellipse parabola hyperbola ဒီလေးမျိုးလုံးရဲ့ equation ကဒီ equation လို့ပြောလို့ရတယ် ဲ့တော့ဒီ equation ကတဲ့အပေါ်ခဏကျတော့ပြောခဲ့တဲ့ cone တစ်ခုချင်းစီအတွက်အားလုံးရဲ့ဘာလို့ပြောလို့ရလဲအဲ standard form ဒါစံပုံစံလို့ပြောလို့ရတယ်ပြောချင်တာဒီ equation ကိုကြည့်ပြီးတော့သူဟာဘယ် cone အမျိုးအစားလဲဆိုတာကျတော့ graph form မဆွဲဘဲနဲ့သိနိုင်တယ်ဒါပြီးအသေးစိတ်ထပ်ပြောမယ် cone section မှာမှာဒါကိုကျတော့ကျန်တယ်အားလုံး၄ခုလုံးပြည့်လည်စီတဲ့ equation အဲ့ဒီမှာမှာဘလို့အခြေအနေဆိုရင် cycle ဖြစ်ရတယ်ဘလို့အခြေအနေဆိုရင် parabola ဖြစ်ရတယ်ဆိုတာဆက်ပြီးကျတော့အသေးစိတ်ပြန်ရှင်းမယ်နော် ပြီးရင်တို့ဘုံမှာအသုံးလဲပေါ့နော်တယ်လီစကုပ်တိဆောက်တာတွေရေဒါတွေအင်တာနာတွေပြီးတော့စေပါဆိုင်ရဲ့ပစ္စည်းတွေအာဒါကတော့ရေချောင်းလေချောင်းခီးသွားတဲ့စနစ်တွေမှာပြီးတော့ satellite orbit ဒီဂျိုလူတွေရဲ့လမ်းကြောင်းကိုသတ်မှတ်တဲ့နေရာမှာဒါသုံးနေဆိုပြီးတော့ဒါသူ့ရဲ့ use ဖြစ်တဲ့နေရာတွေပြောပြတာစပြီးခဏပြောဆိုလို့ဒီ၄ဘိုင်းနဲ့ပရမဘာအကြောင်းကြီးစပြောလို့ဆိုတော့ cycle เนาะ cycle ဆိုတာလဲခဏ connect တယ်မှာပါတယ်เนาะဒါ cycle definition cycle ဆိုတာဘယ်လိုဖြစ်လာလဲတဲ့ cycle ဆိုတာဘယ်ကနေပြီးတော့ fit point အမတ်တွေတကူကနေပြီးတော့မှဘာဖြစ်ကြတော့အကွာဝေးတူကြတဲ့ဘဲပေါ်မှာရှိတဲ့ပလိန်ပေါ်မှာရှိတဲ့အမတ်တွေအားလုံးရဲ့အစုဒီကနေ့ဆရာဒါအမတ်တွေဒီကောင်ပြောင်းလို့မရဘူးဆရာအခုမှတ်တမ်းဆွဲလိုက်တယ်သူကြအကွာဝေးကအားရှိတယ်ဆိုပါစို့နောက်တမ်းဆွဲလိုက်တယ်သူလည်းဘလောက်ပဲရှိလဲအားရှိတယ်နောက်တမ်းလည်း အာရှိတယ်နောက်တစ်မှတ်လဲအာရှိတယ်အကောလုံးအကောဝေးတွေပါပဲကြားတယ် equation အကောဝေးတူတဲ့အမှတ်တွေအားလုံးရပါပြီလေအစုအဲဆွဲလိုက်တူတာဘာပုံပြောရလဲ cycle ပုံပြောရတယ်တဘောဒီ cycle ရဲ့ဒီအဝန်ပိုင်းတွေမှာဆိုအမှတ်တွေကအများကြီးရှိတယ်အဲ့ဒီအမှတ်တွေကနေပြီးတော့ဒီ fit point ဖြစ်တဲ့ဂျာအကောဝေးတွေပါပဲကြားလဲ equation အကောဝေးတူကြားလို့ရှိရင်ဒီအမှတ်တွေအားလုံးဆက်လိုက်ရင်ဘာပုံရတယ်လို့သိရအောင်သိရင် cycle ပုံရတယ်ဆရာတို့သိရမယ် ဟုတ်ပြီအဲ့ဒီမှာဇာတ်တော့နာမည်ပေးလိုက်တယ်ဒီအလဲကဖစ်ပွားရဲ့ဇာတ်တော့ဘာလို့ခေါ်ရလဲဒါလည်းသိပြီလားစန်တာလို့ခေါ်ရယ်ပြီးရင်ခဏကပြောတဲ့အကွာဝေးတူတဲ့ equal distance တွေကိုတူညီတဲ့အကွာဝေးတွေဇာတ်တော့ဘာလို့ခေါ်ရလဲ radius လို့ခေါ်ရယ်ဒါကအရင်ကသိခဲ့ပြီလားအကြောင်းအရာတွေပဲဟုတ်ပြီအခုကဇာတ်တော့ပုံအနေနဲ့ပြောလို့ရှိရင်ဥပမာသူရဲ့စန်တာကိုဘာလို့သတ်မှတ်မလဲ general ပွားအနေနဲ့ဆိုရင် x, k လို့သတ်မှတ်နော်ဒါစန်တာကို x, k လို့သတ်မှတ်တယ် cycle ပေါ်မှာရှိတဲ့ပွားရောဇာတ်တော့ဘာလို့သတ်မှတ်မလဲ x ကမှ y လို့သတ်မှတ်မယ်နော်သူ့ကြာကဆရာတို့ distance ကိုကြာတော့ဆရာတို့ဘာလို့သတ်မှတ်လဲ r လို့သတ်မှတ် radius ဒါကြီးသိပြီသားအဲ့ဒီ radius ကိုရှာရင်ဒါ point တစ်ခုကြာရဲ့ဘာကိုရှာရတာလဲမေးပွားကိုရှာရတာလား distance ကိုရှာရတာလားအေး r ဆိုတာဘာကိုရှာရလဲဒီအမှတ်တစ်ခုရဲ့ distance ကိုရှာတယ် distance ကိုရှာတယ်ချက်တာသူပြီးမှလဲဘာရောက်ပြီလား greater than လဲဘာရောက်ပြီလားဘယ်လိုလုပ်လိုက်အောင်မလဲ root in တစ်သက်တင်ပါလန့်ရပြီသဘော square root of h minus 8 whole square plus y minus k the whole square အဲ့ဒါဘာကိုရှာတာပဲလဲဒီ distance ဖြစ်တဲ့ဒီ radius r ကိုရှာတဲ့ပုံစံကြီးပဲရမှာနော်အဲ့ကြောင့်မို့ရှာ equation သူ့ရဲ့ဒီ standard form နေနဲ့ x comma k ကဘာ point လဲ fit point ဒီနည်းပြောရရင်သူကဘာလဲဆိုရင် center ပေါ့နော် radius ရတာသင်္ကေတဘာလို့ပြလာလဲ r လို့ပြလာတယ်အဲ့ဒီမှာ ဆရာတော်ကခဏပြောသလိုပုံရပြောရင်စန်တာစိုက်ကဘောမရှိတဲ့ဘွားက x ကမှ y သူတို့ကြား distance r အဲ့ဒါကိုရှာရင်ဆရာတော်ဒါဘာဖော်မြူလာသုံးတာလဲ distance formula သုံးတာ root in နှစ်သက်တင်ပေါင်းတော့ပေါ့အဲ့တော့ပြောကြည့် square root က h minus h to square plus y minus y 1 na k to square equal to နှစ်ဘက်စလုံးဘာလုပ်လိုက်နှစ်သက်တင်လိုက်တယ် squaring both side အဲ့တော့ဒီဘက်ခြံတော့ဘာပြောက်သွား root square root ပြောက်သွားပြီးတော့ဒီဘက်ချက်မှာတော့နှစ်ထပ်ပို့လာတယ်ဒါလည်းဒီကောင်နဲ့တူတူပဲเนาะသူကရေးတဲ့ပုံစံမျိုးကွာသွားတာเนาะအဲ့တော့ပြန်ဆိုကြည့်လားသူဒုတိယအကြောင်း h minus h the whole square plus the whole square plus y minus k the whole square equal to အဲ့ဒါကိုဘာလို့ခေါ်လဲ standard form of the equation of a cycle ဒီအစားပြီးမှတ်ရအောင်ပါเนาะဒါ cycle ရဲ့ equation ပဲ cycle ရဲ့ equation မှာမှာဘာ form လဲ standard form ကိုကမင်းမကွာဆရာတို့ဒါဟိုပေးထားချက်တစ်ခုပေးထားတယ်အဲ့ဒါအောင်မှဘာဖြစ်လဲ standard form of equation of cycle ပုံစံပေါ်ပြပေးပါဆိုဒီလိုပုံစံဖြစ်အောင်လုပ်ပြရအောင်နော်သကွင်းလုံးတစ်သက်ပုံစံနေပေါင်းတဲ့ပုံစံဖြစ်အောင်လုပ်ပြရအောင်ဒါတွေလုံနေရလဲဆရာတို့ဒါချက်စား1 complex number တော်ရရနီးစပ်ဟိုတင်ခဲ့ပြီးသားဟာတွေပဲလေသကွင်းလုံးတစ်သက်ဖြစ်အောင်ပြောင်းတာလေပြီးတော့ဒီ standard form သိရင်ဘာတွေသိနိုင်လဲဘာသိမလဲ center ရဲ့ radius ရဲ့သိနိုင် စန်တာဆိုတာဘလောက်ကောမှာဘလောက်လို့ပြောတာလဲ h, k အဲ့တော့ဒီ equation မှာဒီနေရာမှာရှိတာဘာတန်ဖိုးစန်တာတန်ဖိုးလို့သိရမယ် radius ကတော့ဒီမှာပေါ့ဒီ r square ဆိုဒီ square ရအောက်က r ပါလေ radius ပေါ့အကယ်၍ဆရာတို့ကပေးထားတဲ့ h square plus y square equal to 1 square เนาะအဲ့ဒါကိုဘာ cycle လို့ခေါ်လဲဥပမာနာမည်ရှိတယ် unit cycle ဒါကိုဘာလို့ခေါ်လဲ unit cycle ဆိုလို့ရှင်တာသူရဲ့ center ဘယ်လောက်မှရှိလဲ center center အေးလေအခုဆိုဘယ်လောက်ဘယ်လောက်ဖြစ်မှာအနောက်ကဘယ်လောက်မှရှိဘူးလေ0လေဒါအဲ့ x square ဆိုတာဘာလို့ယူလို့ရလဲ a - 0 those square တဘော y - 0 those ဆိုအဲ့လိုမဟုတ်ဘူးလား1 square ဆိုတာ r square လေဒါကြောင့်မို့ center ဘယ်လောက်ကောင်မှာဘယ်လောက်0ကောင်မှာ0 radius ကဘယ်လောက်ရှိလဲ1ရှိတယ်အဲ့ဒါကိုနာမည်ရှိတယ်ဒါကို bar cycle လို့ခေါ်လဲ unit cycle လို့ခေါ်တယ် ပြောချင်တာ unit cycle လို့ပြောရင်ကိုဆွဲတတ်ရမယ်ဘဟုမာထားရမယ်အချင်းဝဘလောင်းနဲ့ဆွဲရမယ်တစ် unit ဆွဲရမယ်အဲ့ဒါကိုဘာလို့ခေါ်လဲ unit cycle ဟလားဟိုဒါလည်းကိုကသိအောင်ပြန်ပြောပြရတာပဲ unit cycle ရဲ့ဒါဒါဘာ equation ပဲလေ unit cycle ရဲ့ equation ပဲအဲ့တော့ဒီဆာမင်းနာမှာဆရာတို့ဘာကိုသိရမလဲ cycle ရဲ့ equation ကိုဒါဘာ form နဲ့ပေါ်ပြတာ standard form နဲ့ပေါ်ပြတာ equation ပြန်ဆိုကြည့် h h2² h အဲ့ဒီကနေဘာနဲ့ဘာသိလဲစန်တာနဲ့ရေဒီယပ်စန်တာကဘလောက်ကောမှာဘလောက် h ကောမှာ k ရေဒီယပ်ကအာနော်ရေဒီယပ်ကဘာလဲနောက်တစ်မျိုး standard form ပါ form ဒီပုံစံကိုပဲ cycle of equation ကိုပဲ standard form ပြီးရင်နောက်ထပ်တစ်မျိုးနဲ့ general form နဲ့လည်းရေးလို့ရတယ်တဲ့အဲ့ဒါကတော့ခဏ equation ကနေပဲပြန်စဉ်းသက်လာတာလေ ခဏကရှာလို့ equation ပြန်ဆိုကြည့်ပါ h h တို့ square plus h square plus သူဆရာတော့ဘာလုပ်မလဲဖြန့်မယ်နှုတ်ချင်းတကွင်းလုံးနှစ်သက်ကိုဖြန့်ရင်ပါရမယ်ရှေ့ကိန်းနှစ်သက်ရှေ့နောက်မြောက်ချင်းနှစ်ဆနောက်ကိန်းနှစ်သက်ရှေ့ကိန်းနှစ်သက် h square ရှေ့နောက်မြောက်ချင်းနှစ်ဆအဲ အရှင်းနဲ့အနောက်မြောက်တော့ plus နဲ့ minus မလို့ minus ရတာ minus h နှစ်ဆဆိုတော့ minus 2 h နောက်ကိန်းနဲ့ဆဆိုတော့အဲ minus 8 those ကဆိုတော့ by h ပဲရအောင် plus h ဆိုပြီးရအောင်ပြီးရင်ဒီကောင်လည်းဒီလိုပဲရှေ့ကိန်းနဲ့သက် y square အရှင်းနောက်မြောက်ခြင်းနှစ်ဆ minus 2ky ဒါမှလည်း 2yk ရတယ်နောက်ကိန်းနဲ့သက် minus k to square ဆိုတော့ဘာပဲရမယ် plus k square ပြီးရင်ဘာလဲ r square ပေါ့နော်ဒါဆရာတို့ဖြန့်ဒီမှာပြီးလိုက်တယ်နော်ရမယ်နော်အဲ့မှာ तू ကအရင်ဆုံးဟိုးစာအရင်ထားလိုက်တယ်လေရှေ့ကိန်းနဲ့ဆက်ပေါ့နောက်ကိန်းနဲ့ဆက်ပြီးရင်ဒါပါလဲရှင်းအောင်မြောက်ချင်းနှစ်ဆနော်အော်ပြောလို့ရှိရင် तू ကတခါတည်းနေရပြန်စီလိုက်တာအရင်ဆရာတို့ရမှာခဏလို့ပြန်ရေးကြအောင်ပြန်ရေးအောင်လို့ပြောရှေ့ကိန်းနဲ့ဆက် a square minus 2h h plus h square plus y square minus 2ky plus k square equal to အဲ့ဒီမှာ तू ကဘာကတ်ရေးလိုက်လဲ h square plus y square तू ကတ်ရေးထားတယ်เนาะနှစ်ထပ်ပါတာအရင်ရေးလိုက်တယ်ပေါ့ပြီးရင် h y တစ်ထပ်ပါတာကိုရေးလိုက်တယ်ဒါကနှစ်ထပ်ပါတဲ့ gain လို့တစ်ထပ်ပါတာဘယ်သူနဲ့ဘယ်သူနဲ့လဲ -2hh နဲ့ -2ky နဲ့ဒါတစ်ထပ် ီကောင်ကတော့ဗာလဲကိန်းသီးတွေအိတ်ဆိုင်အထက်မပါတဲ့ဟာတွေဘယ်သူတွေရှိလဲ plus a square plus k square r square ဒီဘက်လာတော့ minus r square ဆိုလိုချင်တာသူ့ order ရအစီအစဉ်ကိုကြီးစင်ငယ်လိုက်ရေးလိုက်တာနှစ်ထပ်အရင်ရေးတယ်တစ်ထပ်တွေရေးတယ်အထက်မပါတဲ့ကိန်းသီးတွေရေးတယ်သူကတခါတည်းရွှေ့လာတာနော်အဲ့ဒီမှာဆရာတော့ဘယ်လိုယူလိုက်လဲ 2g -2h နေရာမှာဇာတ်တော့ဗာလို့ယူလိုက်လေ 2g လို့ယူမယ်ဒီမှာเนาะ -2h ဇာတ်မှာဗာပြောင်းမယ် 2g ဒါဆိုသူရဲ့နောက်တစ်ဆင့်မှာဆိုရင် तू က +2g ပြောရမှာပေါ့အဲ့လိုပဲ -2k နေရာမှာ 2f လို့ယူမယ်ဆိုတော့ဗာပြောရမယ် +2fy ပြောရမယ်နောက်တော့က xy မပါတဲ့ဒီကိန်းသေးနေရာမှာဗာလို့ယူလိုက်မယ် c လို့ပဲယူလိုက်မယ်ဒါဆိုအရင်ပြောကြည့်သူ့ကိုချင်းဘယ်လိုပြောရမယ် a square plus y square plus 2gh plus 2fy plus c equal to နဲ0ဆိုပြီးဖြောက်လိုက်မယ်เนาะရမယ်เนาะသဘောပေါက်မယ်เนาะမရဘူးလားဒီမှာဆရာတော်ဒီမှာလေ -2h နေရာမှာဗာပြောင်းမယ် 2g ဒါကြောင့်မို့ဆရာတော်ဒီမှာကြည့်လိုက်ဒါသူပုံတင်နီးတွတ်ထုတ်ဖို့တော့သူအစားအသွင်းလိုက်တယ်ပဲသူကမတူညီတဲ့ gain တစ်လုံးအသွင်းလိုက်တယ်ပဲဒါကိုမှတ်မှာပေါ့ကွာ အဲတူကြီးလို့ပြောင်းတယ်မိုင်းနဲ့တူကြီးနေရာမှာဘာလို့ပြောင်းလဲ 2F လို့ပြောင်းဆိုကြလက္ခဏာအပေါင်းပြရတယ်ဒီ H5 မပါတဲ့ကိန်းတိနေရာမှာက C ဆိုပြီးတော့ပဲပုံစံနည်းကိုတွက်ရလွယ်အောင်ဆိုပြီးတလုံးပဲသူထားလိုက်အဲ့တော့မှဆရာတို့ဘာလို့ခေါ်ရလဲဘာဖုန်းလို့ခေါ်လဲ general phone လို့ခေါ်တယ်နော်နှစ်ခုရှိမယ်နော် cyclic question မှာ standard phone ရှိတယ် general phone ရှိတယ်အဲ general phone ဆိုကြည့်ပါ h square black ခဏပြောခဲ့တယ်ဒါဘာ equation cornish session အားလုံးကိုပြည့်လည်စေတဲ့ general equation နော်ခဏရှိရပါခဲ့တာဟာပဲဒါအကောင်လုံးသက်ပြည့်လည်တယ် cycle သက်လည်းဒီ equation မှာတွင်းလို့ရတယ် cycle elip parabola အကောင်လုံးပေါ့နော်အဲ့ဒီမှာမှဒီ general equation ကနေပြီးတော့ဘလို့အခြေအနေမှာဆိုရင် cycle equation ဖြစ်ရမှာလေဆိုပြီးသူကပြန်ပြောင်းမယ်ဒီကောင်ဘလို့ဖြစ်ရင် cycle ဖြစ်ရမှာလဲဘလို့ဖြစ်ရင်လဲ နှစ်ထက်အရှိကမြောက်ပေါ်ဂိမ်းဖြစ်တဲ့ဘသူနဲ့ဘသူ A နဲ့ C နဲ့ဘာဖြစ်ရမလဲညီရမနော်ဟိုမှာဆိုလိုချင်တာကကျားတို့ရည်ရတဲ့ equation က h square ပါတယ်နောက်တစ်ခုက 2y square ဒါဆိုရင်စဉ်းစားမစဉ်းစားတော့ဒါ cycle equation မဟုတ်တော့ဘာဖြစ်လို့မဟုတ်လဲနှစ်သက်ရှိရမြောက်ပေါ်ဂိမ်းချင်းမတူလို့ cycle equation ကိုနှစ်သက်ရှိရမြောက်ပေါ်ဂိမ်းတူတူရမယ်မတူရင်ဒါ cycle မဟုတ်ဘူးအဲ့လိုကိုသဘောပေါက်နော်နောက်ထပ်ကန့်သက်ချက်တစ်ခု သူ့မှာဘာကဲလုံးမပါဘူးဘီမပါဘူးဘီတံမိုးဘလားနည်းညာဘီတံမိုး0ညီွာတော့ဒီအိဆွိုင်ပါတဲ့ကိန်းလုံးရှိအောင်မလားတဘောဘီအိဆွိုင်ဆိုတဲ့အိဆွိုင်ပါတဲ့ကိန်းလုံးလည်းမရှိရဘူးနော်အဲ့လိုရှိခဲ့ရင်လည်းဒါ cycle equation မဟုတ်လို့သိရမယ်နော်အဲ့နှစ်ချက်ကန့်သက်ချက်နှစ်ချက်ရှိတယ်နော်နှစ်ထပ်အရှိအမြောက်ပေါ်ကိန်းကြီးဘာဖြစ်နေရမလဲညီနေရမယ်နောက်တစ်ချက်ကအိဆွိုင်ပါတဲ့ကိန်းလုံးမရှိရအောင်နော်အဲ့ဒါဆိုသူက by equation ဖြစ်ပြီး cycle equation ဖြစ်ပြီဒါကိုခဏပြောသလိုပဲလေ b ညာမှာ0ဖြစ်တယ်ဆိုတော့အတဲ့ဘေးကဘာဖြစ်တာလဲသူ့မှာဘယ်ကဲလုံးမပါဘူး xy ဆိုတော့ကဲလုံးမပါဘူးလို့ပြောတယ်ဆိုတာကိုသဘောပေါက်အောင်ရမယ်နော်အဲ့တော့ဆရာတို့ဒါဆိုရင် cycle equation မှာဘယ်နှမျိုးရှိလဲပုံစံနှစ်မျိုးရှိတယ်နော် standard form နဲ့ general form standard form ပြန်ပြော h h whole square plus အဲ့ဒီကနေစန်တာနဲ့ရေဒီယိုရှာလို့ရလားမရဘူးလားစန်တာကဘလောက်ကောမှာဘလောက် radius ကအာအာဒါ standard phone နဲ့ရှာလို့ရတယ်လို့ general phone ကလည်းရှာလို့ရတယ်အဲ့ဒါပြင်ဆင်နောက်သမင်းအောင်ပြောမယ်အရင်ဆုံး general phone equation ပြောကြည့် x square plus 2gh plus 2ly plus c equal to ဟုတ်ပြီဟုတ်ပြီပြီးရင် connect section ရဲ့ general form ပြော ax square plus dy square plus dx plus ey plus ဒါက by equation corner equation အဲ့ဒီကနေ by equation ဖြစ်ခြင်းလဲကန်တချာနှစ်ချက်ရှိတယ် a square ရှိနေ y square ရှိရမျှပုံကိန်းဖြစ်တဲ့ a နဲ့စီတံဖို့ဗာပြရမယ်ညီရမယ် a ဆိုရင်ကိန်းလုံးပါရမှာလားမပါရအောင်လားမပါခြင်း b ဘယ်လောက်နဲ့ညီရမယ်အဲ့တော့ a နဲ့စီညီရမယ် b 0ဖြစ်အဲ့ဒါဆိုရင် corner section ကနေ by equation ပြောရမယ် cycle equation ပြောရမယ် ဟုတ်ပြီအခုဆရာတော်ကခဏကပြောခဲ့တာ standard phone ကနေပြီး cycle radio ကိုရှာတာအခုကဆရာခဏပြောသလိုလေ general phone ကနေ standard နဲ့ radio ကိုဆရာတို့ဘယ်လိုရှာမလဲဆိုပြီးပုံစံလေးကိုထပ်ပြောင်းမယ်ဒါခဏက by equation ပဲလေဒါ general equation မှာ plus c ဒီဘက်ပို့လိုက်တာကြီးနော် minus c ပြောရအဲ့ဒီမှာဆရာတော်ဘာလုပ်မလဲ community square တစ်ခွေးလုံးနှစ်သက်ပုံစံပြောင်းမယ်လေ မှတ်မိသေးလားသူကွေးလုံးတစ်သက်ပုံစံပြရင်ဘယ်လိုလုပ်ရလဲတစ်သက်ရှိရမြောက်ပေါ်ကင်းကိုနှစ်နဲ့စာနှစ်သက်တင် နှစ်ဖက်စလုံးပါရမယ်နှစ်သုံးကလောက်ရမယ်နော်ပြန်ပြောမယ်နော်တစ်သက်ရှိရမြောက်ပေါ်ကင်းကိုမလုပ်မယ်နှစ်နဲ့စာရမယ်နှစ်သက်တင်ရမယ်နှစ်ဖက်စလုံးပါအောင်ဟုတ်မယ်နော်အဲ့တော့တစ်သက်ရှိရမြောက်ကိုဆရာ x အတွက်ကိုရင်ပြောမယ် မှာ x ဆက်ရှင်ကြားလာပြီနော် x ဆက်ဆရာသကွင်းလုံးတဲ့ဒီနှစ်ခုနဲ့ဆိုင်တာ x ဆက်လာဒါအောင်ဆရာသဟုတ်စကဲပုံစံဖြစ်ရှင်တယ်အဲတသက်ရှိရမြောက်ပေါ်ကင်ဘလောက် 2g တသက်ရှိရမြောက်ပေါ်ကင်ဘလောက်လဲ 2g 2g ကိုပရမစင်နှင်းနဲ့ပါလုံးမယ်နှင်းနဲ့ဆိုတော့ဘလောက်ကျန် g ကျန်တယ် g ကိုဘယ်နှသက်တင်နှစ်သက်တင်တော့အဲ့ဒါကိုနှစ်ဘက်စလုံးပါအောင်ဒီဘက်လည်းပါအောင်မယ်ဟိုဘက်လည်းပါအောင် ါက x အတွက်ကိုပြောတာ y အတွက်ပြောမယ်ဒီမှာနော် y square နဲ့ 2y နဲ့တသက်ရှိအများပေါ်ခင်ဘယ်လောက်လဲနှစ်ပဲမဟုတ်ဘူးသိကြပြော 2f နှစ်နဲ့စားတော့ f ပဲကျန်နှစ်ထက်တင်တော့အဲ့ဒီ f square ကိုနှစ်ဘက်စလုံးပါတော့ဒီဘက်လည်းပေါင်းမယ်အဲ့တော့ဆရာတို့ကဒီမှာတွေ့လားသူပါပေါင်းလိုက်လေ g square ပေါင်းတယ်ဒီဘက်လည်းပေါင်းတယ်ဟိုဘက်လည်းပေါင်းတယ်ပြီးရင်ပါပေါင်းလဲ f square y square မဟုတ်လေ f square ဒီဘက်လက်ပေါင်းနဲ့ဒါဘာချင်းတစ်ခွေလုံးနဲ့ဆက် sorry ဒီဒီပဲเนาะမှန်တယ်မှန်တယ်ဘာချင်းတစ်ခွေလုံးနဲ့လဲဒီမှာအပေါင်းမလို့ပေါင်းချင်းတစ်ခွေလုံးနဲ့ဆက်အကဲဒီမှာအနှုတ်ဆိုရင်နှုတ်ချင်းတစ်ခွေလုံးနဲ့ဆက်ဒါလည်းဘာတစ်ခွေလုံးနဲ့ဆက်ပဲလဲပေါင်းချင်းတစ်ခွေလုံးနဲ့ဆက်ဘာပေါင်းချင်းတစ်ခွေလုံးနဲ့ဆက်လဲ h plus g the whole square ဒါက y plus f the whole square အဲဒါဆိုရင်ဘာနဲ့ပုံစံတူပါပြီလဲဘာနဲ့ပုံစံတူပါပြီလဲဒါဘာဖုံးမဲ့လဲတန်တဲ့ဘုံနဲ့ပုံစံမတူဘူးလားတူတူပဲလေဒိုးစွဲပုံစံဒီလိုပုံစံမဖြစ်အောင်လားအဲ့တော့ဖြစ်သွားတော့တန်တဲ့ဘုံမှာတော့စတန်တာလို့ကျင်ဘလောက်ကောင်မှာဘလောက် ဒီအနေကြည့်မယ်စတန်ဒါလို့ရင်ဘလောက်ကောမှာဘလောက်ပြင်အဲအဲနည်းနည်းနောက်တစ်ခုမှန်တယ်ဘာကောမှာဘလောက်လဲဟုတ်တယ်လေဂျီကောမှာ absolute ယူလို့ရမှာလားဒီမှာလေ minus ပါတော့သူ့ရဲ့လက္ခဏာဘာပြီးယူရလားအပါမယ်လေဒါဆိုရင်ဘလောက်ကောမှာဘလောက်ပြင်မှာလဲ minus g ကောမှာ minus f ဒီ equation အရှာမှာဆိုရင်သူ့ရဲ့စတန်ဒါက minus g comma minus f ပေါ့ဒါဘာကိုရှာတာလဲစန္ဒာကိုရှာတာเนาะ radius ဒီမှာ radius က r လား r square လား r square ဒီမှာ radius ကိုရှာမသိဟုတ်တယ်သူရ radius ကိုရှာခြင်းသူကဒီကောင်ပြန်ပြီးဘယ်လဲပြန်ထည့်ရမလဲ square root လည်းပြန်ထည့်ရအောင်ပေါ့ square root of g square plus s square minus c ဆိုပြီးဆရာတော့ဘာလုပ်ပြရမလဲ ာပေးရမယ်အဲ့တော့ပြောချင်တာကဒီ equation ဒီ general form ကို general form ကနေပြီးတော့ဘာတွေကိုလဲရှာလို့ရလဲ center နဲ့ radius လဲရှာလို့ရတော့ဆိုတာ तू ကဒါ formula ပြန်ထွက်ပြီးတွက်ပြန်ပြောင်းပြီးတွက်ထုတ်ပြတာပဲဒီ general form ကနေ center နဲ့ radius ကိုရှာဖို့အတွက်ဘာတွေကိုသုံးပြီးအစားသွင်းရမလို့ဆိုတော့ပြတာပဲเนาะအားကြောင့်ဆရာခဏပြောလို့ပဲဒီ case ကနေဆိုရင် center ကဘယ်လောက်ကောင်မှာဘယ်လောက်ပြောရလဲ minus g ကိုမှ minus f ပြရမယ် radio လို့ချင်း square root of g square plus s square minus c ပြောရအောင်အဲ့တော့ပြောချင်တာကသူကဒီလိုပြီးတာလေဒါတော့ပြန်မပြောင်းဘူးပေါ့နော်ဒီလိုပြီးတာရင်ဒါပါဖုန်းလဲ standard formula ကျန်တယ်ဖုန်းလားအဲဒီလိုပုံစံပြီးရတဲ့အဲ့ဒီကနေရောစန်တာရှာလို့ရလားဆိုရင်ရလားမရလားရရတယ်ဘယ်လိုရှာလိုက် -g ကိုမှာ minus အဲ့ဒီကနေဈာတော့ဒီ Asia မြောက်ဘော်ကင်းကြီးနိုင်ရှင်ကြီးရမယ် Y မြောက်ဘော်ကင်းကြီးနိုင်ရှင် F ရမယ်အဲ့တော့ဈာဒီမှာအစားသွင်းစမ်းတာရအောင်အဲ radius ကိုရှာခြင်းလက်ဒီပုံသဏ္ဍာန်ကြက်တာပေါ့ square root of g square plus s square minus c ကနေအစားသွင်းပြီးတွက်လိုက်ရင် radius ကိုရအောင်အဲ့တော့ပြောချင်တာပုံစံမှာပေးထားတဲ့ပေးချက်ကိုကြည့်ပေါ့ကွာကိုပေးထားတဲ့ circle equation ကဘယ်လိုပုံစံဖြစ်နေလဲပေါ့ standard form ဖြစ်နေလား general form ဖြစ်နေလားကိုကြည့်ကိုကြည့်ပြီးတော့သူရဲ့ standard နဲ့ radius ဈာတော့ sabían